လုံးချစ်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်2024 25ဘောလုံးရာသီကမကြာခင်မှာကျွန်တော်ပြီးဆုံးတော့မယ်အခုပဲကျွန်တော်တို့ဒါဧပြီလကုန်ကနေရောက်နေပြီပြီးလို့စင်နောက်ဆုံးပွဲစဉ်တွေကစားမယ့်အနေထားရောက်လာပြီဒီလိုအနေထားမှာကျွန်တော်ဆွေဘောလုံး Blondie Or ပေါ့နော် Blondie Or ရဲ့အတန်တွေကလည်းစတိုက်ထွက်လာပြီပထမတော့ဒီ Blondie Or ဒီနှစ်မှာကျွန်တော်ဘလူးရမယ်ဘာညာပေါ့နော်ဒါရာသီစမှာတည်းဆိုကျွန်တော်လောဘခတ်မှလို့မရတဲ့အနေထားမှာဆိုပထမဆုံးတစ်ပြင်းနေတာကတော့ဒါ Kylian Mbappe PSG အနေမှာ Yemeric ကိုပြောင်းလာတယ် လုံးဝမထင်တာတဲ့စတိုင်နဲ့ရည်ရဲကလည်းဒါအားလုံးသိတဲ့အတိုင်းနဲ့ငကိုရီကမှလက်စီချန်ပီယံလေးရဲ့ချန်ပီယံပြီးတော့မှသူတို့ချန်ပီယံပြန်ကကွယ်မယ်ဆိုတော့ကြွကြော်လာတဲ့အင်းမျိုးပေါ့နော်ပြီးတော့သူ့ရဲ့ခြေစွမ်းပိုင်းကလည်းကျွန်တော်တို့အင်ဗတာမကောင်းတယ်တကယ်လည်းကောင်းတဲ့အင်းတင်းဒီလိုအင်းကိုမှတစ်ခါကီလီယန်အမ်ဘာပေးကိုထပ်ပေါင်းထည့်လိုက်တယ်ဆိုတော့နှုတ်နှစ်ဖက်ညတာသွားတယ်လို့မြင်နေပါကြောင့်လည်းအင်ဘာပေးရဲ့အကောင်းဆုံးခြေစွမ်းနဲ့ရည်ရဲနဲ့ဆိုရင်တော့ဒါဘလို့မဆိုဆွေဘောလုံးမှန်လို့ရတယ်ကျွန်တော်ကိုယ်တိုင်လည်းထင်တယ်ဆွေဘောလုံးကဒီနှစ်ကကီလီယန်အမ်ဘာပေးနှစ်လို့တော့တွေးမိခဲ့တယ်ဒါပေမဲ့လည်းကျွန်တော်တို့ရဲ့ ဒီဘောလုံးဇက်ခုံကအားလုံးသိတဲ့အချိန်မှာအမျိုးမျိုးပြောင်းလဲလာတယ်ဒီလိုအနေထားမှာကျွန်တော်ပထမဆုံးနာမည်စကြည့်နေတာကတော့ကျွန်တော်ရဲ့လီဗာပူးကစားသမားဆာလာကောင်းဆုံးခြေစွမ်းလေးကိုဇက်တိုက်ထိန်းတိုင်းနဲ့အခုချိန်ထိလည်းပြသနေသေးတယ်အသက်ကကြီးလာတဲ့အနေထားမှာကောင်းဆုံးခြေစွမ်းလေးကိုပြတယ်ဒါဆာလာကဒီရာဒီရဲ့သူ့ရဲ့လှုပ်အားကလည်းအားလုံးသိတဲ့အချိန်မှာကိုပောင်ရဲ့ပတ်သမှုကလည်းအမြောက်အများကြီးလှုပ်လာတယ်ဒီကစားသမားနာမည်စကြည့်လာတယ်လိုနဲ့ဆာလာကိုပြိုင်တဲ့ကစားသမားအနေနဲ့ကျွန်တော်ကီလန်အမ်ဘာပေတို့ဒီဗီနီဆတ်တို့ဒီရမှာပေါ့နော်ဒီလိုကစားသမားဒီနောက်မှာမှကျွန်တော်ရဲ့ ာစီလိုနာကစားသမားတွေဖြစ်တဲ့လာမင်းယာမာတို့ရာဖီညာတို့လီမန်ဒော့စကီတို့စပြီးတော့လိုက်လာအခုဆိုရင်ပြောမှဆိုရင်ဒါအားလုံးသိတဲ့အတိုင်းပဲလီဗာပူးချန်ပီယံလိမှာပြုတ်သွားပြီဆာလာရဲ့ဘလွန်ဒီကောအိမ်မက်ကလည်းမေးမိန်သွားပြီပြီးတော့မှရီယယ်မက်ဒစ်ဘရူထဲမှာလည်းဒီသင်းကကျွန်တော်အာဆင်နယ်ကိုဆုံးပြီးပြုတ်သွားမယ်လို့အခုဆိုရီယယ်မက်ဒစ်အာဆင်နယ်ကိုဆုံးပြီးတော့မှဒီပြိုင်ပွဲကနေထွက်ထွက်ခဲ့ရပြီဒီနေ့သားမှာကျွန်တော်ရဲ့ဒီကီလီယန်ကီလီယန်အမ်ဘာပေတို့ဘီနီဆက်ဂျူနီယာတို့ ဒီပါလင်ကန်တို့ဒီလိုကစားသမားတွေကဖီဘောလုံးအိမ်မက်တော့ဒါအားလုံးမိမ့်မိန်သွားတဲ့အနေထားရောက်လာဒီနေရာမှာကျွန်တော်တို့ရဲ့ဘရာဇီးလားလေးဖြစ်တဲ့ရာဖီညာဒီကစားသမားရဲ့စွမ်းဆောင်ရည်ကဒီနှစ်ပါစီလိုနာအသင်းဒီလိုဖြစ်နေတဲ့အကြောင်းရင်းထဲမှာအဓိကကျတဲ့အခရာတစ်ခုနေနဲ့သူကပါဝင်တယ်ဒါသူ့ကိုကျွန်တော်မေ့ပြတာလို့မရအောင်တကယ်လည်းကောင်းတယ်ဘာစနာတိုက်စစ်ရေသုံးဖို့အနေနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်ရဲ့နှစ်ဟောင်းနှစ်ချိုးဝိုင်လီမိုရော့စကီခုချိန်ထိအကောင်းဆုံးခြေစွမ်းလေးပြနေတဲ့ကစားသမားပြီးတော့မှကျွန်တော်တို့တစ်ဖက်က ကျွန်တော်ကစားသမားလေးလာမေးရမှာအကောင်းဆုံးခြေစွမ်းကိုပြနေသည့်တိုင်အောင်ကျွန်တော်တို့တစ်ဖက်ကပြန်ပြောချင်တာကဒီရာဖင်ယာရဲ့ခြေစွမ်းကတကယ်ကိုကောင်းတာဒီရသည်မှာတကယ်တကယ်ပွဲတိုင်းမယ်နော်ပြောမဆိုဒါအရင်နှစ်တွေကဆိုရင်ကျွန်တော်မိနစ်60ဆိုလူစားလဲခန့်ထီးတဲ့ကစားသမား sorry ကိုရောင်းထုတ်တော့မယ်ဆိုတဲ့ကစားသမားနီကိုဝီလျံနဲ့အစားထိုးခံရတော့မယ်ဆိုတဲ့ကစားသမားကဒီရသည်ဟန်စီဖီလီယာလက်နဲ့အထိမှာတော့ဒါကျွန်တော်အရင်ပြီးတော့လောက်ခဲ့တယ်လို့ပေါ့နော်ဟန်စီဖီလီယာလက်နဲ့အထိမှာလုံးဝဆွေဖြစ်တဲ့ကစားသမားပဲတကယ်ကိုမိုက်တဲ့ကစားသမား ပြောမစို့ Rafinha ရဲ့ကျွန်တော်ပိုကြိုက်တာကတကယ်တမ်းကောင်းလားဒီကစားသမားဘရာဇီးလားထဲမှာဆိုတော့အကောင်းကြီးလို့ကျွန်တော်ပြောလို့မရဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဘရာဇီးလားနံပါတ်ကြီးတော်တော်များကျွန်တော်တို့ကမိခဲ့ဘူးတယ်။ကြိုက်ဆုံးကစားသမားလေးတွေစီးခဲ့ဘူးတယ်။ Rafinha ကတလောက်ထိမဟုတ်ဘူး။တာမန်ကစားသမားပဲ။ဒါပေမဲ့သူကစိတ်တက်ပိုင်းမှာတော့တကယ်ကိုမိုက်တဲ့ကစားသမားမခိုမကပ်ဘူး။စီးတော့အကုန်ပေးဆက်ပြီးတော့ကစားတဲ့ကစားသမားမျိုး။ချုပ်ပွဲတွေပါစင်တာဘယ်လိုလဲရလက်မကောင်းကျွန်တော်ပြည်ရဲ့ဘတ်တက်နဲ့ပွဲတွေပါဆိုသူကစားတာဒါဒုတိယပိုင်းမှာဝင်ကစားတယ် ပြီးတော့ဘာစင်နာကတည်ရေပဲကြားတဲ့အနေထားဖြစ်လာပွဲပြီးတော့နီးပြားတဲ့စကားများတဲ့အနေထားတွေပါတယ်ဘာကြောင့်များလဲဆိုတော့သူမကစားခဲ့ရဘူးပြေးွားအဲ့ဒီတော့နီးပြားတဲ့စကားများလာအဲ့ဒီခုကျွန်တော်ပူကြိုက်တယ်သူကလုံးဝစိတ်သက်ပိုင်းမှာတော့သူများနဲ့လုံးဝမတူတကယ်ကိုစိတ်သက်ပြင်းပြလာအသင်းသင်းမှာဒီလိုကစားသမားမျိုးတွေအဓိကလိုအပ်တယ်ကျွန်တော်များသောအဖြစ်အသင်းတော်တော်များပြတ်နေဒီညမှာတချို့အသင်းတွေကျွန်တော်ပုံမခတ်ဘူးတတိထားကြည့်ကြည့်ဒီလိုကစားသမားတွေမရှိတဲ့အသင်းတွေအရပဲဒီလိုဖြစ်တာ ။ဘာကြောင့်လဲ။ပေးဆက်ပြီးတော့ကစားတဲ့ကစားသမားတွေစားတယ်။ကုပဏီများလေးအတင်းတော်များကျွန်တော်တို့နာမည်ထဲမှာပြောတော့။ကြည့်ကြည့်လိုက်။ခြေစွမ်းပိုင်းတွေတို့ဖြစ်နေလား။သူတို့ကစားသမားတွေကြီးပွဲပြီးသွားလို့ရှိရင်အဆယ်လီလိုလိုဘာလိုလိုပြုံးပြုံးဆွင့်နေမယ်။ဒါကဘောလုံးရသားကိုပြတ်တယ်အရင်ကကျွန်တော်တွေ့ခဲ့တဲ့အသင်းတွေစတိုင်မျိုးတွေမဟုတ်တော့ဘူးတချို့အသင်းတွေဆိုရင်ဒါမဲ့အခုကျွန်တော်ပြောချင်တာကဒီရာဖီညာရဲ့စိတ်တက်နဲ့အသင်းပေါ်ပေးဆော့နိုင်စွမ်းပေါ့နော်ပြောမှဆိုတကယ်ကိုကောင်းတဲ့ကစားသမား ပြီးတော့မှထပ်ပြောချင်တာကရာဖီညာကဒီအသင်းကြီးတွေနဲ့တွေ့တဲ့ပွဲတွေဆိုတကယ်ကိုကောင်းတယ်ပြီးတော့မှကျွန်တော်အခုဒါချန်ပီယံလိမှာဆိုလဲအားလုံးသိတဲ့အတိုင်းတော့ရာဖီညာရဲ့ခြေစွမ်းပြမှုကတကယ်ကိုမိုက်တယ်ပွဲကြီးတွေလေရာဖီညာကအသင်းကိုဆွဲတင်လေပဲကျွန်တော်ဘိုင်ယန်မြူနစ်နဲ့ပွဲရာဖီညာအကောင်းဆုံးခြေစွမ်းပြတယ်ပြီးရင်ရေမရစ်နဲ့ဒါသူအကောင်းဆုံးခြေစွမ်းပြတာပဲဖလားပွဲတွေဒီအမပေပွဲတွေရေမရစ်နဲ့ပွဲလုံးသူအကောင်းဆုံးခြေပြီးတော့ကျွန်တော်ချန်ပီယံလိမှာဆိုဒီဘီဖီကာနဲ့တွေ့ခဲ့တဲ့ပွဲတွေဆိုပြန်ကြည့်ကြည့် ရာဖိညာရဲ့ဂိုးတွေနဲ့ပဲနောက်ကျသေးခွဲဂိုးတွေပြီးတော့မတရားအနေနဲ့ထိတာနဲ့နေနာမှာရာဖိညာရဲ့ဂိုးတွေဥညာပြီးသွားတဲ့ပွဲကျွန်တော်တို့ဒီစက်တာဘီကိုနဲ့နောက်ဆုံးကစားခဲ့တယ်ပွဲမှာဆိုရင်ဘာစလိုနာ4-3နဲ့ကမ်ဘက်ပြန်လာနိုင်တဲ့ပွဲ3-1နဲ့ဆုံးနေတဲ့အနေထားပေါ့နော်ဒီလိုအနေထားမှာနီပြာသူ့ပြောတယ်ငါတို့မင်းကိုလိုအပ်တယ်ငါတို့မင်းကိုလိုချင်တယ်မင်းအကောင်းဆုံးလုပ်ပေးပါတကယ်ပဲပွဲပြီးတဲ့အနေထားမှာကြည့်လောက်ဝမခုမကန့်တဲ့ကစားလားအကောင်းဆုံး performance အနေနဲ့ကျွန်တော်ပြန်လာနိုင်ခဲ့တယ်နောက်ပြီးဆို4-3ရလာနဲ့နိုင်ရဒါပြောမှဆို ဒီရာဖိညာရဲ့ဘာစီလိုနာကိုဒီနှစ်ဆွဲတင်တဲ့အနေထားတကယ်ကိုကြောက်ဖို့ကောင်းတယ်ပွဲတော်တော်များတော့ကျွန်တော်တခြားကစားသမားတွေမကောင်းဘူးကောင်းတယ်အားလုံးကောင်းကြပါလေကောင်းလို့လည်းဒီနေထားရောက်တာဒါပေမဲ့ तू ကထူကဲနေတယ်ဒီထဲမှာပြောချင်တာကအသင်းရဲ့လိုအပ်နေတဲ့အချိန်မျိုးတွေမှာရာဖိညာအမြဲတမ်းရှိနေတယ်အသင်းကိုရအောင်ဆွဲတင်ပေးနေတယ် तू တတ်နိုင်တဲ့ဘက်ကနေအခုဆို तू ကဒီအတီဘာစီလိုနာတို့ကပွဲပေါင်းကျွန်တော်တို့58ပွဲပြိုင်ပွဲစုံပေါ့နော်58ပွဲကစားပြီးတဲ့အချိန်မှာသွင်းကို30ဆွင်းပြီးတော့မှဖန်တီမှုက23ချိန်ပြုတ်လောက်တာဒါကတကယ်ကိုကြောက်မခံလိမ့်လိမ့်မယ် ဒီလိုမျိုးခြေစွမ်းတွေကြောင့်ပဲ Rafinha ဒီနှစ်ဆွေးပေါ်လုံးကျွန်တော်တို့ဦးရေပန်းစားမှုမှာဆိုအဆင့်တင်းနေအောင်ရောက်လာပြီ။ရာသင်ရာထိုက်တယ်လို့လည်းကျွန်တော်တို့မြင်တယ်တကယ်လို့သာ Barcelona အနေနဲ့ပေါ့နော် Champion League တို့ဘာလို့ရခဲ့မယ်ဆိုရင်တော့ကျွန်တော်နောက်ထပ်တစ်ကြိမ်နှစ်ပေါင်းများစွာပေါ့နော်ပြောမှဆိုဒီကျွန်တော်တို့2000နဲ့5ခုနှစ်နောက်ဆုံး Ronaldinho Barcelona မှာဆွေးပေါ်လုံးရတဲ့နှစ်နောက်ပိုင်းကနေစပြီးတော့မှစပလောစုကဘရာဇီးသားတွေလက်ထက်ကိုမရောက်တာတော်ကြာခဲ့ပြီဒီနေရာမှာပေါ်တူဂီသားကြီးနဲ့ကျွန်တော်တို့ရဲ့အိုင်ဒေါ လျိုနဲ့မက်ဆီရဲ့လက်ထက်မှာပဲဆူဘောလုံးကအချိန်တော်တော်ကြာနေခဲ့တယ်။ဘရင်သားတွေလက်ထက်မှာမရှိတော့တာတော်ကြာနေခဲ့ပြီ။ဒီဆွေဘောလုံးကနောက်ထပ်ဘရာဇီးသားတယောက်ရဲ့လက်ထက်ကိုရောက်မလားဆိုတာကတော့ကျွန်တော်နောက်ထပ်ပွဲလေးလင်ငါပွဲပြီးရင်တော့အားလုံးအပြည့်သိတော့မယ့်အနေထားကြောက်လာပြီ။ဖန်နေနေတဲ့ဟောဘလို့မြင်မိလဲ။သူသဖြင့်တော့ဘာစီနာဖန်နေနေပေါ့နော်။ရာဖီညာဒီနေ့ထိုက်တန်ရဲ့လား။ရာသိင်းနေလား။အဲ့တော့ရာဖီညာရဲ့လက်ရှိခြေစွမ်းနဲ့ performance တွေကဆွေဘောလုံးရဖို့တော့တော့ထိုက်တန်နေပြီလို့တော့ကျွန်တော်မြင်မိတယ်။ ဒါကရမရကကြတော့လဲဘာစီလိုနာပုံမှန်မှုတီးသေးတယ်။ဘာစီလိုနာကသာအောင်မြင်မှုတွေကိုရရှိခဲ့မယ်ဆိုရင်တော့ကျင်းသေးတာကတော့ရာဖိညာလက်ထဲစုပလုံးရောက်လာမယ်လို့တော့ကျွန်တော်မြင်မိတယ်။အားလုံးကိုသူပဲကျေးဇူးတင်စီပါတယ်။